လိုင်ယွန်နဲ့ယူနိုက်တက်အသင်းတို့နှစ်ကိုးစီတည်ကြခဲ့တဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမအကြိုပွဲစဉ်မှာဂိုဒမားအိုနာနာဟာအမားရွေးနေပြုလုပ်ခဲ့ပေမဲ့နီးပြအာမိုရင်ကသူ့ကိုအလွန်ယုံကြည်မှုရှိတယ်လို့ပြောခဲ့ပါတယ်။အာမိုရင်ကဒီလိုယာရီကဖြစ်နိုင်ပါတယ်။ခမရတို့ဖော်လုံကစားပြီးပွဲတွေအများကြီးကစားရရင်အမားတွေလုံမိနိုင်ပါတယ်။ဒီယာတီကိုကြည့်မယ်ဆိုရင်ဒီနောက်ဆုံးပွဲတွေနဲ့ပြီးခဲ့တဲ့လကပွဲတွေမှာသူတို့ထက်ကျွန်တော်အမားတွေပိုလုပ်ခဲ့ပါတယ်။အရာအလုံးကိုပြောင်းလဲဖို့နောက်ထပ်ပွဲတစ်ပွဲရှိသေးပြီးဒါကကျွန်တော်တို့ရဲ့အာရုံစိုက်မှုဖြစ်တင်ပါတယ်။ဒါပေမဲ့ကျွန်တော်အိုနာနာကိုအလွန်ယုံကြည်မှုရှိပါတယ်လို့ပြောခဲ့တာပါ။ ဝနနာဟာလိုင်ယွန်အသင်းသွင်းယူခဲ့တဲ့နှစ်ဂိုးစလုံးကိုသူ့ရဲ့အမားယူနေကြောင်းပြီးခဲ့ရတာဖြစ်ပါတယ်။ United အသင်းပြိုင်တက်ဒီမှာဒီယာဒီမှာအမားယူနေအများပြပြုလုပ်နေတဲ့ဝနနာကိုဝေဖန်မှုတွေပြုလုပ်နေပြီးမြေနီးပြအာမိုရင်ကသူ့ရဲ့ကစားသမားကိုကာကွယ်ခဲ့တာပါ။ဒီပွဲမတိုင်ခင်ကလိုင်ယွန်အသင်းမှာကစားနေတဲ့ United အသင်းကစားသမားဟောင်မာတစ်ကဝနနာကို United အသင်းတပိုင်မှာအစိုးရဆုံးကုသမားတွေထဲကတဝူးဖြစ်ဖော်ပြခဲ့ပါတယ်။ United အသင်းကွင်းလယ်လူဟောင်ပေါ့စကိုကလည်းလိုင်ယွန်အသင်းကိုပြီးခဲ့ရတဲ့အတွင်းကိုတွေအတွက်ဝနနာကိုပြစ်တင်မှုတွေပြုလုပ်ခဲ့တာပါ။ဝနနာဟာဝေဖန်ပြစ်တင်မှုတွေခံရပြီ ပေမယ့်လာမယ့် United အသင်းရဲ့ပွဲဒီမှာအသင်းရဲ့ပွဲထွက်လူစည်းရင်းနဲ့ဆက်ပြီးပါဝင်ဖို့ရှိနေတာပါ United အသင်းကလာမယ့်နေရာဒီမှာအူနာနာရဲ့နေရာအစားထိုးဖို့ကုသမအစ်တတွေရှာဖွေမှုပြုလုပ်နေပါတယ် United နဲ့ Lyon အသင်းတို့ရဲ့ Europa League Quarter Final ဒုတိယကြိုပွဲစဉ်ကို AP 18ရမှာရှင်းပြိုင်သွားမှာပါနောက်ဆုံး၃ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေတဲ့ United အသင်းဟာလာမယ့် Premier League ပွဲစဉ်အဖြစ် Newcastle အသင်းအိမ်ကွင်းတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။